မင်္ဂလာပါအခုကတော့ TikTok Live မှာ video ကြီးနေ point ရှာတဲ့နေကို step by step လေးရှင်းပြပြမှာဖြစ်ပါတယ်။အဲ့တော့နံပါတ်1အနေနဲ့ကကျွန်တော်ဒီ TikTok Live မှာ video ကြီးနေဝင်ငွေရှာမယ်ဆိုရင်ကျွန်တော်ဒီ TikTok account က Japan region နဲ့ဖွင့်ထားတဲ့ TikTok account ဖြစ်ရပါမယ်။ နံပါတ်နှစ်အနေနဲ့ကကြောင့်ဒီ TikTok Lite application ပေါ့နော် TikTok Lite application ဟာကြောင့်ဒီ file size တရာကျော်တဲ့ TikTok Lite application အသုံးပြုရပါမယ်ဒီ file size တရာကျော် MB ရှိတဲ့ TikTok Lite application ကကြောင့်ဒီ Play Store မှာဆိုရင်ဒီ Japan VPN ပေါ့နော် Japan VPN ဖွင့်ပြီးမှကြောင့်ဒီ Play Store မှာ share ပေါ့နော်မဟုတ်ဘူးဆိုကြောင့်ဒီ TikTok Lite application ကကြောင့်ဒီ30 MB ပေါ့နော်30 MB ကျော်တဲ့ကြောင့်ဒီ TikTok Lite ဒီ save data ဆိုတဲ့ application ပဲ share လို့ရမှာပေါ့နော်ဒါကြောင့်ကြောင့်ဒီ application ထောင်းမယ်ဆိုရင်ကြောင့်ဒီ Japan VPN ပေါ့နော် Japan VPN ဖွင့်ပြီးတော့ application ထောင်းပါ ။နံပါတ်3အချက်ကကျွန်တော်ဒီ Total Life Application မှာဗီဒီယိုကြီးနေနေတဲ့ကျွန်တော်ဒီ point နေမပေါ်ဘူး။ကျွန်တော်ဒီ point ယူတဲ့အခါမှာ error တွေပေါ်ဖြစ်နေရဆိုရင်အဂျပန် server နဲ့အသုံးပြုလိုက်ရတဲ့ VPN ကိုကျွန်တော်ဒီတစ်ခုချင်းစီပြောင်းပြီးတော့အသုံးပြုကြည့်ပါနော်။အခုကတော့ကျွန်တော်ဒီ phone ထဲမှာကကျွန်တော်ဒီ Total Life Application ကကျွန်တော်အရင်တော့ကတော့ကျွန်တော်သုံးနေအခုကမသုံးတာကြာပြီဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာကကျွန်တော်အခုစမ်းကြည့်တာကကျွန်တော်ဒီ VPN မလိုဘူးပေါ့နော်။ VPN မလိုဘဲနဲ့အသုံးပြုလို့ရတယ်ပေါ့နော်။ဒါကလည်းကျွန်တော်ဒီသုံးနေတဲ့နောက်ပိုင်းမှာကျွန်တော် point နေမယူလို့မရဘူးကျွန်တော်ဒီ point ယူတဲ့အခါမှာ error ပေါ်နေရဆိုရင်နော်။အဂျပန် server နဲ့အသုံးပြုလိုက်ရတဲ့ VPN ကိုဖွင့်ပြီးတော့အသုံးပြုပြ ပေးရမှာပေါ့နော်ခုကတော့ကျွန်တော်ဒီဖုန်းနံပါတ်ကမသုံးနိုင်ကြပါဘူးဆိုတော့ဒါ VPN မလိုဘဲနဲ့အသုံးပြုလို့ရတယ်ပေါ့နော်အဲနောက်တစ်ခုအနေနဲ့ကကျွန်တော်ဒီ Total Light application မှာကျွန်တော်ဒီ point ရှာမယ်ဆိုရင်ကျွန်တော်ဒီဖုန်းတစ်လုံးမှာဆိုရင်ကျွန်တော်ဒီ Total Light application မှာ point ရှာဖို့အတွက်ကျွန်တော်ဒီ TikTok account တစ်ခုပဲအသုံးပြုလို့ရပါတယ်နောက်ထပ် account တစ်ခုထပ်ပြီးတော့သုံးလို့မရပါဘူးအဲပြီးရင်ကျွန်တော်ဒီလက်ရှိသုံးနေတဲ့ account လည်းတခြားဖုန်းမှာသွားပြီးတော့ပြောင်းပြီးတော့အသုံးပြုလို့မရပါဘူးနော်အဲ့တော့ TikTok Light မှာ video ချင်းနေနဲ့ point ရှာမယ်ဆိုရင်ဒီဖုန်းတစ်လုံးထဲမှာ TikTok account တစ်ခုပဲအသုံးပြုရမှာပေါ့နော် Okay အဲ့ဒါကြောင့်ဒီအခုစပြီးတော့အသုံးပြုမယ်ပေါ့နော်အစာပြီးအသုံးပြုမယ်ဆိုရင်ကြောင့်ဒီ Total Life Application ကိုကြောင့်တစ်ချက်နေလိုက်မယ်ဟုတ်ပြီအဲ့ဒါကြောင့်ဒီ Total Life Application မှာဗီဒီယိုကြီးနေနဲ့ point ရှာတဲ့နေရာကြောင့်ဒီပထမတစ်နေ့ကကြတော့ကြောင့်ဒီဗီဒီယိုကြီးနေနဲ့ကြောင့်ဒီ down နားလေးမှာအဝိုင်းလေးလည်နေပေါ့နော်ဒီမှာကြောင်ရုပ်ပုံစံလေးရှိတယ်ပြီးပြီးကြောင့်ဒီမှာ P လို့ရေးထားရပေါ့နော်ဒီအဝိုင်းလေးပြည့်သွားပြီဆိုရင်သူက point နေထပ်တက်သွားမှာပေါ့နော်အဲ့ဒါကြောင့်ဒါလေးရွှေ့ကြည့်လိုက်မယ် အဲဒီမှာဆိုရင်ဒါ point 100ရရသွားတယ်ဒါကကြောင့်ဒီဖုန်းတစ်လုံးနဲ့တစ်လုံးတော့မတူအဲ point ပေးတာကလည်းကြောင့်ဒီ total line account အစ်တစ်တွေပေါ့နော် account အစ်တစ်တွေဆိုရင်တော့ point ပေးတာကပို့ပြီးတော့များတယ်ပေါ့နော်အဲ့ဒါကြောင့်ဒါလေးနောက်ထပ်အဝိုင်းလေးလည်သွားအောင်ကျွန်တော်ခဏစောင့်ကြည့်မယ်နော်အဲဒီမှာဆိုလဲအဝိုင်းလေးပြေးသွားပြီအဲဒီမှာတော့90ဖြစ်သွားပြီခုနကတော့100ပေးတဲ့အခု90ဖြစ်သွားပြီနောက်ပိုင်းတဖြည်းဖြည်းနဲ့တော့နည်းသွားမှာပေါ့နော်ဟုတ်ပြီတော့ကျွန်တော်ဒါကဗီဒီယိုကြီးနေနေပွိုင်းယူတဲ့နေပေါ့နော် အဲဒီမှာဆိုရင်လည်းအဝိုင်းလေးပြည့်သွားပြီပေါ့နော်အဲနောက်ထပ် point ယူတဲ့နေရာကျတော့ကျွန်တော်ဒီအောက်မှာ p ဆိုတာလေးရှိပါတယ်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါအဲနှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီအပေါ်မှာက16ပေါ့နော်16ရန်တယ်ဒီဘက်ကကျတော့ point က1600ကျော် ပေါ့နော်သူကဒီ point 100ဆိုရင်တယန်ပေါ့နော်ဂျပန်ယန်တယန်အနေနဲ့တွက်ပြတာပေါ့နော်အဲ့တော့ point ဒီမှာက point 1600ကျော်ရှိတဲ့အတွက်16ယန်ပေါ့နော်ဟောပြီးတော့ကျွန်တော်ဒါလေးတွေကိုအောက်နည်းနည်းဆင်းသွားမယ်အဲ့ပြီးရင်ကျွန်တော်ဒီရလေးတွေပေါ့နော်ဒီစုဘူးပုံစံလေးပေါ့နော်စုဘူးပုံစံလေးကသူကဒီဂျပန်စာတန်းလေးနဲ့မြားထိုးထားတဲ့ဟာလေးပေါ့နော်မြားထိုးထားတဲ့ဟာလေးကိုတစ်ချက်နှိပ်ပြလိုက်အဲတစ်ခုချင်းစီပေါ့နော်သူမြားထိုးထားလေးတွေကိုလိုက်ပြီးတော့နှိပ်ပြလိုက်အဲဒီထဲမှာကျွန်တော်ဒီကျယ်လေးတွေပြည့်သွားပြီဆိုတာ point တစ်ခုရမယ်အဲဒါဆိုကျွန်တော်တစ်ခုရသွားရသွားပြီဆိုတော့အောက်ကဂျပန်စာတန်းလေးကိုနှိပ်လိုက်နော် အဲပြီးရင်နောက်ထပ်ဂျပန်စာတန်းလေးကိုထပ်နှစ်ပြီးကြောင်အပေါ်မှာတစ်ချက်ကြည့်လိုက်အဲဒီမှာဆိုရင် point လေးတွေကခုနက1671ကနေအခု1645ဖြစ်သွားပြီအဲပြီးရင်ဒီမှာအများလေးထိုးထားတာလေးတစ်ချက်နှစ်ပြန်ကြောင်ဒါလေးကိုတစ်ချက်နှိပ်ဒါကြတော့ကြောင်ဒီတငယ်ချင်းတွေကို share ပေးရမှာပေါ့နော်အဲ့တော့ကြောင်ဒီမှာက copy link ပေါ့နော် copy link တစ်ချက်နှိပ်လိုက်မယ်အဲနှိပ်လိုက်ဆိုတော့သူကရသွားပြီဒါ copy link ယူပြီးတော့ share ခိုင်းတာပေါ့နော်ပြန်ကြောင်ဒါလေးကိုတစ်ချက်ထပ်နှိပ်လိုက်မယ်အဲဒီထဲမှာကျယ်လေးပြည့်တာပြည့်သားရေဆိုဒီမှာတစ်ခါရပြီအဲ့တော့ဂျပန်စာတန်းလေးကိုနှိပ်လိုက်မယ် ပြင်လာတဲ့ဂျပန်စာတမ်းလေးကိုထပ်နေမယ်နော်ပြီးအပေါ်မှာကြည့်လိုက်ဒါဆိုရင်18ရန်ဖြစ်သွားပြီဒီဘက်ပွိုင်း1900ကျော်သွားပြီနော်အော်ပြီးတော့ကျွန်တော်ဒီအဆင့်မှာကျတော့ကျွန်တော်ယူကြည့်မယ်ပေါ့နော်သူက step time တော့မရဘူးပေါ့နော်အဒီခါကျတော့သူကဒီမြားထိုးထားတဲ့ဟာလေးက minutes ဆောင်ခိုင်းနေပေါ့နော်ဒီဘက်ကလေးနေကြည့်မယ်အဲဒီဘက်ကလေးကရတယ်ပင်ထားလေးတစ်ချက်ထပ်နေမယ်ဒါလည်းရတယ်အဲ့ပြင်ကျွန်တော်ဒီမှာကျတော့အဲ minutes ဆောင်ခိုင်းနေပေါ့နော်အဲ့ဒါလေးတစ်ချက်ခဏဆောင်လိုက်မယ်နော် ဲ့ပြီးတော့ကျွန်တော်ဒီမှာ daily point ယူတဲ့ဟာပေါ့နော်ဒါလည်းကျွန်တော်ဒီ TikTok live အသုံးပြုတဲ့အချိန်ပေါ်မူတည်ပြီးတော့ဒါနည်းနည်းကြာသွားပြီဆိုရင်ဒီ point ဒီ point ပေးတာလေးတွေရော့သွားလိမ့်မယ်နော်အခုကကျွန်တော်ဒီမှာတက်ကနေ30တိပေါ့နော်10ရက်ကတော့ဒါ point ပေးတာများမယ်ပေါ့နော်ဒါအကောင့်အသစ်တွေဆိုရင် point ပေးတာများမယ်ဒီ10ရက်ပြည့်သွားလို့နောက်ဟာတွေကျတော့ဒါ point ပေးတာနည်းသွားလိမ့်မယ်နော်အဲ့တော့ဒါလေးတစ်ချက်နေလိုက်မယ် အဲ့ပြီးရင်ကျွန်တော်ဒီရက်ဒီဒီတိုင်းလေးပေါ်လာဆိုကျွန်တော်ဒီအောက်ကဂျပန်စာတိုင်းလေးနေလိုက်နော်ပြီးရင်ကျွန်တော်ဒီတိုင်းပေါ်လာဆိုဒီဘက်ကအမြောက်လေးနေလိုက်ပြီးရင်အပေါ်မှာတစ်ချက်ပြန်ကြည့်မယ်ဒီမှာကရန်40ကျော်သွားပြီဟုတ်ပြီနော်အဲ့တော့ point ကကျတော့4000ကျော်သွားပြီအဲ့ပြီးတော့ရင်ကျွန်တော်ဒီမှာခုနကတော့စောင့်နေတဲ့ဟာလေးပြည်သွားပြီနော်ပြည်သွားပြီဆိုဒါလေးတစ်ချက်နေကြည့်မယ် အဲဒီမှာဆိုကျွန်တော်ဒီလိုတွေပေါ်နေပေါ့နော်ဒီလိုတွေပေါ်နေဆိုတာကကျွန်တော်ဒီအဲဒီမှာကျွန်တော် copy ရင်းတစ်ချက်နှိပ်လိုက်မယ်နော်ပြင်ဒါလေးတစ်ချက်နှိပ်ကြည့်မယ်အဲဒီဟာဆိုရင်ကျတော့မရတော့ပြီးတော့ကျွန်တော်ဒီမှာလည်း share ကြည့်နှိပ်ကြည့်နှိပ်လို့မရတော့အဲဒါကကျွန်တော်ကျွန်တော်ဒီ TikTok like ကို share ရုံနဲ့မရတော့ဘူးပေါ့နော်ဒီခုနကတော့ကျွန်တော်ကျွန်တော်ဒီ TikTok like ကျွန်တော်ဒီ link ပေါ့နော် link ကို share လိုက်တာနဲ့ကျွန်တော်ဒီမှာ point ယူလို့ရတယ်အခုကကျတော့သူကဒီ ဒီ link ကို share ပြီးတာမှာကြောင့်ဒီတစ်ဖက်ကနေဒီ share လိုက်တဲ့ link ဝင်ပြီးတော့ account create လုပ်မှာဒီမှာကြောင့်ဒီ step က complete ဖြစ်မှာပေါ့နော်ဒါကကြတော့ကြောင့်ဒီနိုင်ငံအနေနဲ့အဆင်မပြေဘူးဘာလို့လဲဆိုတော့ကြောင့်ဒီ Japan region နဲ့ TikTok account ဖွင့်ဖို့ကကြတော့တော့ဒီနိုင်ငံမှာဆိုရင်ဒါ browser တွေကနေကြော်ခွာပြီးတော့ account ဖွင့်ရတာဖြစ်တဲ့အတွက်ဒီက share လိုက်တဲ့ link ကနေဝင်ပြီးတော့ account ဖွင့်ဖို့အဆင်မပြေဘူးပေါ့နော်ဒါကြောင့်ကြောင့်ဒီအဆင်ကြတော့ဒါကြောင့်ဒီနိုင်ငံအနေယူလို့ဒီ point ယူလို့မရတော့ဘူးပေါ့နော်ဟုတ်ပြီပြီးတော့ကြောင့်ဒီမှာကအနီလေးဖြစ်နေတယ်နော်အဲ့တော့နောက်တစ်ခေါက်နှိပ်ကြည့်မယ် အဲနေကြည့်မယ်ဆိုသူကဒီမှာကလန်ဒါထဲထည့်ခိုင်းတယ်ကလန်ဒါထဲတော့ကျွန်တော်မထည့်တော့ဘူးဘာလို့ဆိုသူကဒီ point ရပြီဆိုရင်သူက notification လေးပြပေးပါမယ်နော်အဲ့တော့ဒီမှာ cancel ပဲပြနေနိုင်မယ်နော်အပြင်ကြောင့်ဒီအကောင့်နည်းနည်းဆင်းမယ် အပြင်ကျွန်တော်တရားလေးပေါ့နော်ဒါကကြဘာပြောရလဲဆိုတော့ကျွန်တော်ခုနကတော့တော်တော်ကြည်လိုက်တဲ့ကြာချိန်ပေါ်မူတည်ပြီးတော့ကျွန်တော်ဒီမှာ point လေးတွေပေးတာပေါ့နော်ဒီမှာဆိုသူက30ဆိုတာ10မိနစ်ကိုပြောဒီတော်တော်ကြည်တာ10မိနစ်ပြည်သွားပြီဆို point 2900ရရသွားမယ်အဲ့2900ဆိုတော့ကျွန်တော်ခုနကတော့ဗီဒီယိုတွေကြည့်နေနေတောက်မှကျွန်တော်ဒီ B ဆိုတဲ့အဝိုင်းလေးလည်နေရနေ point နေရတာကိုပြောတာပေါ့နော်သူက10မိနစ်ဆိုရင်ဒါ2900ရမယ်ဒါတွေကကျွန်တော်ဒီ point အရေးအတွက်တရား phone တစ်လုံးနဲ့တစ်လုံးမတူဘူးနော် အဲပြီးတော့ကျွန်တော်ဒီမှာတစ်ခုရှိတယ်ဒါကကျတော့ကျွန်တော်တစ်ခေါက်ချင်းစီနှိပ်ပြရတာပေါ့နော်အခုဒီမှာအနီလေးကိုတစ်ချက်နှိပ်လိုက်မယ်အခုကကျွန်တော်ဒီမှာ130ဖြစ်သွားပြီဒီမှာပြင်မိနစ်ဆောင်ရမယ်ပေါ့နော်သူကဒီမှာဆိုရင်မိနစ်20ပေါ့နော်မိနစ်20နဲ့တစ်ခါနှိပ်လို့ရမယ်တဲ့သူက10ခါပြည့်အောင်နှိပ်ရမှာပေါ့နော်ဆိုင်တရက်ကိုကျွန်တော်ဒါ10ခါပြည့်အောင်နှိပ်လို့ရမယ်10ခါပြည့်ပြီဆိုရင်သူကဒီမှာ point 2400ရမယ်ပေါ့နော်သူကတစ်ခါချင်းလဲပြည့်တယ်ဒီ10ခါလုံးပြည့်သွားပြီဆိုရင်တော့ဒါသူပြရမယ်အရေးအတွက်ကိုဒီမှာပြပေးထားပါပေါ့နော် အဲပြီးရင်ကျွန်တော်ဒီမှာကပါလဲဆိုတာလေးတစ်ချက်နှိကြည့်မယ်နော်အဲဒါကြတော့ကျွန်တော်ဒီကြော်ညာကြည့်ခိုင်းတာပေါ့နော်ကြော်ညာဒီတောက်မှာအဝိုင်းလေးလည်းနေဒါလေးအဝိုင်းလေးပြေးသွားပြီဆိုရင်ဒါကြော်ညာတစ်ခုပြီးသွားမယ်ပေါ့နော်ဒီအဝိုင်းလေးမပြေးဘဲနဲ့ဒီရဲ့အမြောက်ကိုကျွန်တော်နှိပ်လို့မရအောင်နော်အဲ့တော့ဒါတော့ကျွန်တော်ကြော်ညာကြည့်တာလေးခဏစောင့်လိုက်မယ်နော်အဲဒါဆိုကျွန်တော်ဒီမှာပွိုင်းရတာရတာဆိုဒါလေးကိုပိတ်လိုက်အဲဒါခုနကတော့နှိပ်လိုက်တဲ့ဟာလေးပေါ့နော်ခုနကကြော်ညာကြည့်တဲ့ဟာကြော်ညာကြည့်တဲ့ဟာကဒီမှာ330ဆိုတော့ဒါကြော်ညာကကျွန်တော် 3အခါ30ကြည်လို့ရမှာပေါ့နော်တရက်ကိုကြောင်ညာအခါ30ကြည်လို့ရမယ်ကြောင်ညာတစ်ခုပြီးတိုင်းတစ်ခုပြီးတိုင်းမှာ point ပေးမယ်ကြောင်ညာ30ပြီးသွားပြီဆိုဒီမှာကရေးထားတဲ့ point ပေါ့နော် point 1190ရမယ်ပေါ့နော်သူကဒီမှာအကျင့်ရွတ်တွေတော့ရေးထားတယ်တစ်ခုချင်းစီတစ်ချိန်ပြီးတစ်ချိန်ပြီးတိုင်းလည်းပေးတယ်ဒါဒီအကျင့်ဒီအားလုံးပြီးသွားဒီအကျင့်ရွတ်တွေဒီအားလုံးပြီးသွားပြီဆိုရင်တော့သူရမယ်ပမာဏကိုပြပေးထားတယ်ပေါ့နော် အဲပြီးရင်ကျွန်တော်ဒီမှာ3လို့ရေးထားတယ်ပြီးရင်ကျွန်တော် point ရှိမယ်ပြီးရင်ကျွန်တော် get လို့ရှိတယ်ဒါကဘာလဲဆိုတော့ကျွန်တော်ဗီဒီယိုကြည့်နေနေကျွန်တော်ဒီ reaction ပေးဒီအသေးပေးခိုင်းတာပေါ့နော်အသေးတောင်းတာပေးမယ်ဆိုတော့ဒါလေးရသွားလိမ့်မယ်အခုဒါလေးနှိပ်ကြည့်မယ်ဆိုရင်ဒါ point မရအောင်ဒီဘက်ပြန်ရောက်သွားဟုတ်ပြီအဲ့တော့ကျွန်တော်ဒါလေးကိုတစ်ခါအသေးနှိပ်လိုက်မယ်ပြီးရင်တစ်ခါအသေးနှိပ်လိုက်မယ်ပြန်အတခါအသေးနေလိုက်မယ်ဒါဆိုအပေါ်မှာ notification လေးပြပြီเนาะအဲ့ရမဝင်တော့ကျွန်တော်ဒီဘက်ကနေပြန်ဝင်မယ်။ဟုတ်ပြီအဲ့တော့ကျွန်တော်အကုန်နည်းနည်းစင်မယ်။ အဲခုနကတော့ဒီ3ဆိုတဲ့ဟာလေးပေါ့နော်ပြင်ဒါလေးကိုတစ်ချက်နှိမ့်လိုက်ဒီခါကျတော့သူက point တက်သွားလိမ့်မယ်ဒီမှာ point ရသွားပြီနော် point ရလဲသူရေးထားပြီးသား400ရမယ်လို့ရေးထားတယ်နော်အဲပြီးရင်ကျွန်တော်ဒီမှာဒီဟာကျတော့ သူကဒီမှာမိနစ်20 40 60ရှိမယ်ပြီးရင်ကျောင်းအမြင်ဆုံးကတရား80ပေါ့နော်တရက်အတွင်းမှာမိနစ်180အထိပဲဒီဗီဒီယိုကြည့်နေနဲ့ point ရမယ်ပေါ့နော်ဒီတရက်အတွင်းမှာကျောင်းဒီဗီဒီယိုကြည့်တာကမိနစ်180ကျော်သွားပြီဆိုရင်နော်ဗီဒီယိုတွေကြည့်နေနဲ့ပြီးဒါ point မရတော့ဘူးပေါ့နော် point မရတော့ဆိုတာကဗီဒီယိုကြည့်နေနဲ့ down မှာကျောင်းဒီ p ဆိုတဲ့အဝိုင်းလေးမလဲတော့ဘူးပေါ့နော် အဲ့တော့ဒီညမှာနှစ်ခုရှိတယ်ဗောနော်ဒီမှာဒီမှာတစ်ခုဒီတစ်ခုကကျတော့10မိနစ်အတွင်းမှာကျ point ညများတယ်ဒါကြောင့်10မိနစ်နဲ့2900ရမယ်နောက်တစ်ခုကကျတော့သူကမိနစ်180မိနစ်180ပြီးမှ9000နဲ့မှ60ပဲရမှာနော်အဲ့ဒီနှစ်ခုကကျွန်တော်ဒီဒါကြတော့10မိနစ်နဲ့ point ဒါ point ညအများကြီးရတယ်ဒါကြတော့ဒါ10မိနစ်ပြည့်သွားပြီဆို point ကနည်းတော့မှာဗောနော်နည်းတော့ပြီမယ်ဒီဟာထဒီ180ပြည့်သွားပြီဆိုတော့ဒါက9000ကျော်ရတော့မယ် ်ငါမနဲ့ဒါတရက်အတွင်းအောင်ပြောတာပေါ့နော်အဲပြီးတော့ကျွန်တော်ဒီမှာ live ကြည့်တဲ့ဟာရှိမယ်ပေါ့နော်ဒါလည်းတော့ဒီမှာ3030ဆိုတော့ live က10ခါကြည့်လို့ရမယ်ဒီ live ကကြတော့ကျွန်တော်ဒီ friend တွေများများကျွန်တော်ဒီ follow လုပ်ထားတော့ friend တွေများ add ထားတာဆိုရင်တော့အဆင်ပြေတယ် friend တွေတည်းကနေကျွန်တော်ဒီ live လွှင့်နေဆိုရင်ဒါ live ကြည့်လို့ရတယ်ပေါ့နော်ဒီတိုင်းကတော့ကျွန်တော်ဒါနှိပ်လဲသွားကြည့်လို့မရဘူးပေါ့နော်ဟုတ်ပြီတော့နောက်တစ်ခုနောက်တစ်ခုကျွန်တော်ဒီမှာ6လို့ရေးထားတယ်ပြီးရင်ဒီမှာ10 P 120လို့ရေးထားတယ်ဒါကဘာလဲဆိုတော့ဒီ ဗီဒီယိုကျောင်းဒီ6ခါပေါ့နော်6ခါကျောင်းဒီ share ကနေ share ကြည့်ရမှာပေါ့နော်အဲဒီမှာဆိုရင်ကျောင်းဒီမှာ3ည6လို့ရှိရနော်အဲ့တော့ကျွန်တော်ဒါလေး share ပြပေးမယ်အဲဒီတိုင်းလေးပေါ့ဒီတိုင်းလေးကမှဒီမှာကျွန်တော် share ကနေတစ်ခုလောက်ပေါ့နော်တစ်ခုလောက်ကျွန်တော် share လိုက်မယ်ဟုတ်ပြီ share နေပြီဆိုကျွန်တော်ဒီ downer လေးမှတစ်ချက်ကြည့်လိုက်ဒီမှာ15စက္ကန့်ပဲဆောင်းခိုင်းတယ်ဒီ p ဆိုတဲ့အဝိုင်းလေးလဲအောင်ခဏဆောင်းပေးရမှာပေါ့နော်ဒီလိုဒီတစ်ခုချင်းစီဗီဒီယိုလေး share ပေါ့နော်အဲဗီဒီယိုရှာတာကလည်းကျွန်တော်ဒီရှာပြီးသားဗီဒီယိုလေးရှာမယ်ဆိုရင်ဒီ point မတက်ဘူးเนาะအဲဒီမှာဆိုရင်တစ်ခေါက်ပြည့်သွားပြီ အဲ့တော့ဒီမှာတော့ကျွန်တော်6ခါလုံးရှာမပြတော့ဘူးနော်အဲ့တော့ကျွန်တော်ဒီခုနနေရာကိုပြန်သွားမယ်ဒီမှာဆိုရင်16ဖြစ်သွားပြီဒါကကျွန်တော်ဒီဗီဒီယိုလေးရှာတာကတစ်ချိန်ပြီးသွားပြီပေါ့နော်6ခါပြည့်သွားပြီဆိုတော့အဲ့ဒီမှာဒီအနီလေးကိုနှိမ့်လိုက်တာနဲ့ဒီရဲ့ P မှာရေးထားတဲ့ point အရေးအတွက်ကိုကျွန်တော်ရမှာပေါ့နော်ဒီမှာတော့120လို့ရေးထားတယ်ဒါကတော့ daily point ရှာတဲ့ဟာလေးပေါ့နော်ပြီးတော့ကျွန်တော်ဒီအပေါ်ကိုပြန်သွားမယ်အဲ့ဒီမှာဆိုရင်ဒါရန်က48ဖြစ်သွားပြီဒီက point ရကြတော့4800ကျော်သွားပြီပေါ့နော် ဒါကကြောင့်ဒီ daily point ရှာတဲ့ဟာတွေပါအဲ့တော့ daily point ရှာတဲ့ဟာဆိုတာကကြောင့်ဒီတရက်ကိုဆိုရင်သူကည9:00နာရီခွဲပေါ့နော်ည9:00နာရီခွဲဆိုရင်အဲကျောင်းဒီရဲ့ daily ပေါ့နော်ဒါတွေလည်းကျောင်းဒီ daily အနေနဲ့ယူလို့ရမယ်ပြီးရင်ကျောင်းတရားတွေပေါ့နော်အဲဒါတွေကလည်းကျောင်းဒီတရက်အတွင်းမှာကျောင်းဒီမှာဆို10ချိန်ရှိမယ်ဒီမှာဆိုကြော်ညာကြည့်တာက30ရှိမယ်ဒါတွေအကုန်မပြီးခဲ့ဘူးဆိုရင်လည်းည9:00နာရီခွဲကျော်သွားပြီဆိုရင်ဒါတွေကအကျောင်းအကုန်လုံးအသစ်ပြန်ဖြစ်သွားမယ်ပေါ့နော်အဲ့တော့ဆိုလိုတာကျောင်းဒါတွေက daily အနေနဲ့အသုံးပြုပြီးတော့ယူရတဲ့ဟာတွေပေါ့နော်ကျော်သွားတယ်ဆိုရင်လည်းနောက်ရက်ရောက်ရင်ဒါရဲ့အသစ်ဖြစ်သွားမယ်နော် အပြင်ကြောင့်ဒီ point นี่ဘယ်လိုထုတ်လဲဗောနော point นี่ဘယ်လိုထုတ်လဲဆိုတာကတော့ကျွန်တော်ဒီသင်ခန်းစာတစ်ခုအနေနဲ့ကျွန်တော်သင်ပေးထားတာရှိပါတယ်အဲ့ဒီမှာသွားပြီးတော့ကြည့်လိုက်ပါသူကဒီ point 900ဗောနော point 900ဆိုရင်ဒါတစ်ခါကျွန်တော်ဒီ point ထုတ်ပြီးတော့ရောင်းလို့ရတယ်ဗောနော်အဲ့တော့ကျွန်တော်ဒီမှာ point นี่ယူတဲ့အခါမှာကျွန်တော်ဒီ point ယူလို့မရဘဲနဲ့ error ပေါ်နေရဆိုရင်တော့ကျွန်တော်ဒီ Japan server နဲ့အသုံးပြုလို့ရတဲ့ VPN ကိုဒါတစ်ခုချင်းစီပြောင်းပြီးတော့အသုံးပြုကြည့်ပေါ့ဟုတ်ပြီနော်โอเคဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုအားလုံးနားလည်မှထင်ပါတယ်